အားလုံးပဲမိင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Python ရဲ့ lesson 16သင်ခန်းစာဖြစ်တဲ့အဲ table C အကြောင်းကျွန်တော်တို့လေ့လာသွားကြမှာပဲဖြစ်ပါတယ်။အဲပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Python မှာဆိုလို့ရှိရင်ဒီ multiple values တွေကိုကျွန်တော်တို့သိမ်းဆည်းခြင်းနဲ့ဆိုလို့ရှိရင်သိမ်းဆည်းလို့ရတဲ့နေရာနှစ်ခုရှိပါတယ်။အဲ့ဒါ my list ဆိုလို့ရှိရင် list နဲ့ tuple ပဲဖြစ်ပါတယ်။ အဲ့တော့ဒီ list အကြောင်းနဲ့ပတ်သက်တဲ့သင်ငယ်စာတွေရောကျွန်တော်တို့ဒီအရှိအဗီဒိုသင်ငယ်စာမှာကျွန်တော်တို့ ပြောခဲ့ပြီးသားရှိပါတယ်။အဲ့တော့အခုသင်ငယ်စာမှာတော့ကျွန်တော်တို့ဒီအဓိကအပြည့်ဒီ tables နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြောသွားမှာပဲဖြစ်ပါတယ်။အဒီ list နဲ့ table ကကျွန်တော်တို့ဒီတူလားဆိုလို့ရှိရင်တော့မတူပါဘူးသူတို့မှာတကယ်တော့မတူညီတဲ့အချက်တွေလည်းရှိပါတယ်ဒီ multiple value ကိုတင်ဆက်လို့ရတယ်ဆိုတာနန်းတယ်ဆိုပေမဲ့ကျွန်တော်တို့နှစ်ခုမှာခြားနားချက်တွေလည်းရှိပါတယ်အဓိကခြားနားချက်ကတော့ဘာလဲဆိုလို့ရှိရင် multiplicity ဆိုတာပဲဖြစ်ပါတယ် အာဒီပြောင်းလဲလို့ရတယ်ပြောင်းလဲလို့မရဘူးဆိုတာနဲ့ပတ်သက်ပြီးတော့မှအဓိကခြားနာပါတယ်အဲ့တော့ကျွန်တော်တို့ခုဒီ neutrality ဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင် list ကကြတော့ကျွန်တော်တို့ဒီ mutable ဖြစ်တယ်ဘာဆိုလို့ကျင်တာကတော့ chain လို့ရတယ်ဘာလို့ list ထဲမှာကြီးညာထားတဲ့ data တွေကျွန်တော်တို့ပြောင်းလို့ရတယ်ဥမာ0ခန်းထဲမှာရှိတဲ့ data ကိုကျွန်တော်တို့ပြောင်းတာလို့စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုး mutable changeable ဖြစ်တယ်ပြောင်းလို့ရတယ်ဒါပေမဲ့ tuple ကကြတော့ကျွန်တော်တို့ immutable ဖြစ်တယ်ဘာလို့ not changeable ပြောင်းလို့မရဘူး သူတွေအားဒီ triple ဈေးမှာရှိတဲ့ထည့်ထားတဲ့ data တွေကိုကျွန်တော်တွေကြီးညာပြသပြီးဆိုလို့ရှိရင်တော်ပြီးတော့မပြောင်းလို့မရဘူးချိန်လို့မရဘူးเนาะဒါအဒီ mutable နဲ့ immutable ကောเนาะအဲ့တော့ဒီ mutable တဲ့ဒီကျွန်တော်တွေပို့ပြောမှာရှင်းနေတော့အောင်ကျွန်တော်ကုတ်ထဲမှာကျွန်တော်တွေတွားပြီးတော့မဆင်ကြည့်ကြမယ်အပထမအဆုံးနဲ့ကျွန်တော်တွေဒီကျွန်တော်ခေါင်းစဉ်တက်လိုက်မယ်ဗောနော် mutable တဲ့ဒီကိုကျွန်တော်ခေါင်းစဉ်တက်လိုက်မယ်အရင်တော့ကျွန်တော်တွေ list နဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်ဆုံးကြည့်ကြအောင်ညအဲ့တော့ကျွန်တော်က list တစ်ခုကြီးညာလိုက်မယ် 1.2.3ဆိုတဲ့ list တစ်ခုကျွန်တော်ကြီးညာလိုက်မယ်။ Okay ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ my legs တဲ့အဲ့ဒီ0ခန်းလေးပေါ့နော်ဒီထိတ်ဆုံးမှာရှိတဲ့0ခန်းလေးကိုကျွန်တော်ကတရားဆုံးပြီးကျွန်တော်ပြောင်းပေးလိုက်မယ်။အဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် list တစ်ခုကြီးညာလိုက်ပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်ခန်းဘယ်နှခန်းရှိလဲဆိုလို့ရှိရင်0ခန်းရှိမယ်ပြီး1ခန်းရှိမယ်ပြီး2ခန်းရှိမယ်ဒါဆိုလို့ရှိရင်အခန်း3ခန်းရှိတယ်ဒီမှာကျွန်တော်က0ဒီ my list ဆိုတဲ့အခန်းလေးကဒီ0အခန်းလေးကဒီ1နေရာမှာကျွန်တော်တရားကိုစားထိုးလိုက်တာ မိုင်းလစ်0လို့ကျွန်တော်ခလိုက်တာဒီဒီ0ခန်းလေးကအကောင်ကျွန်တော်ပြောရတယ်အထူးပဲပေါ့နော်အဲ့ဒါ0ခန်းလေးကဒီ1ဆိုတဲ့နေရာလေးမှာကျွန်တော်ကဒီတရားကိုစာထုတ်လိုက်တာအဲ့ကျွန်တော်တို့ဟုတ်လားမဟုတ်လားကြည့်အောင်ကျွန်တော်တို့ဒီအခုပန်းတော့မှာစဉ်းကြည့်အောင်ကျွန်တော်အရင်ဆုံးမပြောင်းခင်ကဒီပိတ်ချုပ်တိုင်းမယ်အဲ့ before change ကိုကျွန်တော်ဘောင်းစစ်တက်လိုက်မယ်အဲ့ဒါ before change အမပြောင်းခင်ကမိုင်းလစ်နဲ့ကျွန်တော်အောက်မှာ အခုပြောင်းပြီးတဲ့အချိန်မှာ my list ပေါ့နော် after ch after ch မှာသူနှစ်ခုပါသွားလဲဆိုတော့ကျွန်တော်တို့ဒီမှာတွေ့ကြည့်အောင်ဟွန်းအဲ့တော့ဒီမှာမပြောင်းခင်ကမပြောင်းခင်ကကျွန်တော်တို့အဲဒီ my list နဲ့ of nine เนาะကျွန်တော်ဒီမှာမပြောင်းခင်က my list တယ်ပြောင်းခင်က my list ဘယ်လိုမျိုးကွာခြားလဲဆိုတော့ကျွန်တော်ဒီအခုဒီမှာသွားပြမှာ range ကြည့်လိုက်တဲ့အခါမှာဘယ်လိုကွာခြားလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာ v4 chain ဟုတ်ဒီမှာကျွန်တော်ဒီငွေကြီးရမှာတော့ before change ဆိုရဲကောင်ကျွန်တော်တကယ်တော့မပြောင်းခင်ဆိုတော့ဒီအပေါ်မှာကျွန်တော်ရေးပေးရမှာ okay ဒီအတက်ချင်းအကျတော့ကျွန်တော်ဒီပြောင်းပြီးရအောင်မှာကျွန်တော်ရေးပေးရမှာပေါ့နော်ကြောက်ပါရဲ့ okay လိုလေးပြအောင်ပေါ့နော်ကျွန်တော်ပြန်ပြီးတော့နောက်တစ်ခါပြန်လည်းကြည့်လိုက်မယ် okay ဒီမှာကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာအပေါ်ကောင်လည်းကျွန်တော်မကြည့်နေပေါ့နော်ဒီပေါ်ကောင်ကျွန်တော်ခဏခဏလိုက်မယ်ဆိုတော့ကျွန်တော်မှားပြီးဝမ်းမိတာပေါ့နော် အခုကျွန်တော်ကဒီမှာ before change ဆိုမပြောင်းခင်က my list ကကျတော့ကျွန်မ1 2 3ဆိုရဲကျွန်တော်တို့ဟိုမှာရှိနေဟုတ်တယ်နော်ဒီမှာ before change ဒီ1 2 3ရှိနေရဒါပေမဲ့ကျွန်တော်တို့မှာ after change ဒီမှာ0ခန်းတည်းအကောင်ကိုတရားနဲ့ change ပြီးတဲ့နောက်ပိုင်းမှာတော့ဘယ်လိုဖြစ်သွားလဲ1နေရာမှာတရားရောက်သွားတယ်နော်1နေရာမှာတရားရောက်သွားတယ်ဆိုတော့ကျွန်တော်တို့ change လို့ရတယ်ဘယ်တော့ဒါ mutable mutable ဖြစ်တယ်လို့ကျွန်တော်တို့ခေါ်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော် list တွေဒီ list ထဲမှာပါတဲ့ data တွေဒီကျွန်တော်တို့တွေကြောင်းလဲလို့ရတယ်โอเคကျွန်တော်တို့အခုဆက်ပြီးတော့မှာအာဒီ tube ကိုကျွန်တော်ကြည့်အောင်အာ tube ကျွန်တော် mine tube ကိုကျွန်တော်ခေါင်းစဉ်တက်လိုက်နည်းတော့ mine tube tube ကိုကျွန်တော်တို့ရေးချင်တဲ့အခါမှာတော့1,2,3အဲကျွန်တော်ဒီမှာ2ချက်ချက်ကဘာလဲမတူသေးတဲ့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင် list တွေကိုကျွန်တော်တို့ရေးမယ်ဆိုလို့ရှိရင်ဒီဘက်က square bracket ကိုကျွန်တော်တို့သုံးပေးရတယ် square bracket ကိုသုံးတယ်ဒါပေမဲ့ tuple ကိုကျတော့ကျွန်တော်ဒီ parenthesis ပေါ့နော် parenthesis ကိုကျွန်တော်တို့သုံးပေးရတယ်လက်သေးခွင်းလေးကိုကျွန်တော်တို့သုံးပေးရတယ်ဘာလို့လဲဒါ tuple နဲ့ list နဲ့နောက်ထပ်မတူညီတဲ့အချက်ပေါ့နော် အခုဟုတ်ပြီကျွန်တော်က tables တဲမှာအခု1 2 3ဆိုပြီးကျွန်တော်ထည့်ထားရဲအဲ့တော့ကျွန်တော်ကဒီမှာဒီကောင်လဲအဲ့လိုပဲကျွန်တော် before chain နဲ့ up ဟိုမှာ before chain နဲ့ after chain ကိုကျွန်တော်ရေးလိုက်ပဲဒီမှာတော့ mind to power ကိုကျွန်တော်ထည့်ပေးလိုက်မယ်ဗောနော် okay mind to power ဆိုပြီးကျွန်တော်ထည့်ပေးလိုက်မယ်အဲ့တော့ဒီကောင်ကျွန်တော်ရေးဆုံး run ကြည့်လိုက်မယ် okay my tuple ma before chain ya 1 2 3ဆိုရထွက်နေဟုတ်တယ်เนาะအခုကျွန်တော်အဲ့ကောင်သွားပြီးတော့မှာဒီ tuple ကိုကျွန်တော် change ကြည့်မယ်အဲ့တော့ mindable ရဲ့ကျွန်တော်က0ခန်းထဲအကောင်ကိုမထားမှလည်းဆိုလို့ရှိရင်တရားလို့ကျွန်တော်သွားချင်းကြည့်မယ်။ okay ပြုသွားလို့ရှိရင်ကျွန်တော်ဒီမှာ app to change ဆိုပြီးတော့မှကျွန်တော် print ထုတ်ကြည့်လိုက်မယ်။ well app to change mindable ဆိုပြီးတော့မှကျွန်တော် mindable ဆိုပြီးကျွန်တော်ထုတ်ကြည့်လိုက်မယ်။ပြီးရင်ဒီဘောအကောင့်နဲ့ကျွန်တော် comment တစ်ချက်ပေးလိုက်မယ်။ okay ရပြီအဲ့ဆိုကျွန်တော်ဒီကောင်းလို့တစ်ချက်ပြန်ပြီး range လိုက်မယ် ဘာဖြစ်လို့လဲလောင်းဝ error တက်ပါပြီဟိုပြောရဆိုပြီးရှင် a to be destinal sports item assignment ပြောချင်တာ type error ကျွန်တော်တို့ရသွားပြီဗောနောပြောချင်တာကဒီ to be တဲ့ data ဒီဒီလောင်းဝ change လို့မရပါဘူး change လို့ရှင်ကျွန်တော်တို့တွေ type error ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ bounce လေးလိုက်မယ် cause type error အချစ်ပေတဲ့အကောင့်နဲ့ကျွန်တော်တို့သွားပြီးတော့ change မှု choose ရဲ solution နော် type error ရရှိမှာဖြစ်ပါတယ်အဲကြောင့်မလို့ to pair နဲ့ဒီဘက်က list ဒီတော့မတူပါဘူးတဲ့ list ဒီ mutable ဖြစ်တယ် to build the immutable ဖြစ်တယ် to build ရ data ကိုကျွန်တော်ကကြီးညာပြီးွားလို့ရှိရင်လုံးဝသွားပြီးတော့မှကြောင်းလို့ရမှာမဟုတ်ပါဘူးအဲ့လိုတော့ပြန်လို့ရှိရင်တော့ကျွန်တော်ဒီ type error ဆိုပြီးမှရရှိမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီ mutability ရဲ့အကြောင်းကိုကျွန်တော်ရရှိမယ်လို့ဖြစ်တိသွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်။အင်း โอเคอ่ะเราจะเราพุชเสร็จไปแล้วบาชื่อตัวจี้อ่ะคือฉะนั้นดิเอ่อ triple net ดิ triple net ดิ list ก็ก็ก็เลยဆိုလို့ရှင်တို့ရဲ့ဒီ performance နဲ့ use case ပါကျွန်တော်တွေ nice ရှင်ကြီးကြည့်အောင်ဆိုလို့ရှင်အရင်ဆုံးဒီ performance ကိုကြည့်မယ်ဆိုလို့ရှင် triple triple ကကျတော့ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှင် first star မြန်ဆန်နေပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှင်တို့က fit ဖြစ်တဲ့အတွက်ဖြစ်ဖြစ်တယ်ဆိုတာကျွန်တော်စလုံးက immutable ဖြစ်တဲ့အတွက်ကြောင့်မို့တော့မြန်ဆန်နေ data ဒီကပြောင်းလဲလို့မရဘူးအသေးဖြစ်နေတာဖြစ်တဲ့အတွက်ဒီ triple d ရဲ့ တစ်ပွဲကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီလှုပ်ဆောင်ချက်တွေအများဆုံးမှာဖြစ်တယ် list ကကျွန်တော် flexible ဖြစ်တယ်ပြောချင်တဲ့အတိပ္ပာယ်က mutable ဖြစ်တယ်ပေါ့နော်ပြောင်းလို့ရတယ် data တွေကပြောင်းလိုက် change လိုက်ပြီးလို့ရှိရင်ပြင်ဆင်လိုက်တယ်ဒီ list တွေကအဲ့လိုခဏခဏပြောင်းလိုက်ပြင်ဆင်လိုက်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့က slower ဖြစ်တယ်ပေါ့နော်ဒါသူတို့ရဲ့ဒီ performance နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ triple ကကြတော့ fast step ဖြစ်တယ် list ကကြတော့ slower ဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဒီ list ကိုကြတော့ကျွန်တော်တို့ဒီ changing changing data ပေါ့နော် ပြောင်းလဲလို့ရတဲ့ပြင်ဆင်လို့ရတဲ့ data တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ list ကိုတုံးတယ်ပြောင်းလဲလို့မရဘူးလုံးဝအသေးချိနေတဲ့ data တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရ tuple ကိုကျွန်တော်တို့တုံးတယ်ပေါ့နော်ဒါက tuple နဲ့ list ရဲ့အဓိကဘွာချချက်ပေါ့နော်နောက်တစ်ချက်ကျွန်တော် use case ကိုကျွန်တော်တို့နမူနာနဲ့လည်းကြည့်မယ်ဆိုလို့ရှိရင် list ကိုကျတော့ကျွန်တော်တို့ဘလူနီယာမျိုးတွေမှာကျွန်တော်တို့သုံးလို့ရတယ်ဆိုလို့ရှိရင်ဒီ shopping cart တို့ပြီးလို့ရှိရင် to do list တို့အဲစသည်ဖြင့်အဲ့လိုနေရာမျိုးပဲကျွန်တော်တို့ဒီ list ကိုသုံးလို့ရတယ် ။ဘာဖြစ်လို့လဲဆိုရင်ဒီ shopping cart တူတူလေးတွေဆိုလို့ဆိုတာကျွန်တော်တို့ပြောင်းလဲလို့ရတယ်ပြင်ဆင်လို့ရတယ်ဟုတ်တယ်မလား။အချိန်တန်းအချိန်နဲ့အညကျွန်တော်တို့ပြောင်းလဲနေရလေအချိန်မျိုးကျွန်တော်တို့ list ကိုတုံးလို့ရတယ်။နောက်ထပ်တစ်ခုကကျ triple ကိုကျတော့ကျွန်တော်တို့ဘလူနီယာငွေမှာတုံးလို့ရလို့မရှိရင် GPS coordinator တို့ user ID တို့စသည်ဖြင့်အဲ့လိုနေရာမျိုးတွေမှာကျွန်တော်တို့တွေကဒီ အဲ tuple ကိုကျွန်တော်တို့ຕົງကြရပါတော့ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီ GPS to user and you ဆိုတာကြောင်းလဲလို့မရဘူးလေဟုတ်တယ်လားကျွန်တော်တို့တစ်ခါတက်မှတ်ပြီးရလို့ရှိရင်အဲ့ဒီတက်မှတ်တဲ့အတိုင်းမှရှိနေရမှာပေါ့နော်ကြောင်းလဲလို့ရှိရင်ကျွန်တော်တို့ဒီ error တွေရှိနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အဲဒီ tuple နဲ့ဒီ list ရဲ့အဓိကလာခြားနာချက်ပေါ့နော် performance နဲ့ use case ပါကျွန်တော်တို့လေ့လာသွားကြတာပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ပူဆက်ပြီးတော့မှဒီ method တွေကိုကျွန်တော်ဆက်ပြီးကြည့်အောင်ဟုတ်လို့ရှိရင် အရှိမကျွန်တော်ဒီဒီ Python ရဲ့ဒီ list နဲ့ပတ်သက်တဲ့ method တွေအရတော့ကျွန်တော်တို့အရှိမအရှိရဗီဒီယိုသင်ခန်းစာမှာကျွန်တော်တို့ဒီပြောခဲ့ပြီးသွားပြီပေါ့နော်အခုကကျွန်တော်တို့ဒီ Jupyter နဲ့ပတ်သက်တဲ့ method အချို့လေးကျွန်တော်တို့တွားပြီးတော့မှကြည့်ကြအောင်ပေါ့နော်အခုကျွန်တော်တို့ဒီကောင်းတဲ့ဒီ index ဆိုတဲ့ဒီ method တွေအကြောင်းကျွန်တော်တို့တွားပြီးတော့မှကြည့်ကြအောင်အဲကျွန်တော်ကဒီ base code ကိုတွားလိုက်မယ်မကြည့်ဘူးလို့ရှိရင်ကျွန်တော်ကဘာလို့မှလဲဆိုလို့ရှိရင်အဲရေစုံခေါင်းစဉ်တက်လိုက်မယ် method ဆိုပြီးကျွန်တော်ကောင်းလေးတက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်က mind tuple ဆိုပြီးရေးလိုက်မယ်ကျွန်တော်ဒီဘောကကောင်းလေးကိုတစ်ချက်အဲ comment ပေးလိုက်မယ်ပေါ့နော် okay mind tuple အဲ့ဒီ mind tuple ထဲမှာကျွန်တော်ကအခု data တွေတွတ်ထည့်ကြည့်မယ်10 20 30 40စသဖြင့်ကျွန်တော်ထည့်ကြည့်လိုက်မယ်အဲပြောလို့ရှိရင်ကျွန်တော်က print ဆိုကိုမှာ COU count ဆိုတဲ့ method ကိုကျွန်တော်အရင်ဆုံးကြည့်အောင်နော် account ဆိုတဲ့20ဒီ20ဆို20ကဘယ်နှစ်ချိန်ပါလဲဆိုတဲ့ပတ်သက်ပြီးမှကျွန်တော်တို့ အဲတွားပြီးတော့မှရေတွက်ချင်မှာပေါ့တော့အဲ့တော့ my to belt account ဆိုတဲ့ method ကိုကျွန်တော်ခေါ်ပေးလိုက်မယ်။ဘာယူကောက်မှာလဲဆိုရှင်20 20ကိုကျွန်တော်ကောင်းနော်အာအရှိမှာလဲဆိုတော့ဒီ list က method နဲ့အသုံးပြုပေါ်တော့တူတူပဲပေါ့နော်ဒီလိုပုံစံမျိုးပါပဲ။ my to belt account ပြီးလို့ရှင်20အဲကျွန်တော်ကရေးချင်တာက20ကဘယ်နှချိန်ပါလဲဆိုတော့ကျွန်တော်ရေးချင်တာဖြစ်တဲ့အတွက်20ကိုကျွန်တော်ဒီမှာထည့်ပေးလိုက်တယ်။ Okay အဲ့ဒါဆိုလို့ရှင်ကျွန်တော်ဒီမှာတစ်ချက်သွားပြီးတော့မှ van ကြည့်နိုင်မယ်။အဲ့ဒါဆိုလို့ရှင်ဒီမှာ20ရတစ်ချိန်ပဲပါတယ်လေဟုတ်လား ကျွန်တော်ဒီမှာ20ရက်တစ်ချိန်ပဲပါလေအဲ့ဆိုရှင်ကျွန်တော်အခုဒီမှာနောက်ထပ်20ထပ်ထည့်ကြည့်အောင်အာနောက်ချက်20ကိုတနေ့ဒီမှာထပ်ထည့်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီကောင်ကိုပြန်ပြီး brand ကြည့်လိုက်မယ်အဲဒါဆိုလို့ရှင်တော့ကျွန်တော်ဘာဖြစ်သွားလဲ20ရက်ဒီမှာ2ချိန်ဖြစ်သွားပြီဟုတ်တယ်နော်အဲ့ဆိုရှင်ဒီမှာ20ရက်လည်းဒီမှာ2ချိန်ပါတယ်ဒါကျွန်တော်ကောက်အောင်ဆိုရနဲ့တက်ပါတော့ဟုတ်ဆိုကျွန်တော်တို့ဆက်ပြီးတော့မှနောက်ထပ် in test ကိုကျွန်တော်တို့ဆက်ပြီးတော့မှဆန်းကြည့်အောင်အာ index or 30ပေါ့နော်အ30ရဲ့ index number ကိုကျွန်တော်မေးချင်တာဗျာအဲ့တော့ကျွန်တော်ကဒီမှာ အာအစနကအတိုင်းပဲ mind tuple sorry အ mind tuple.intech လာနော်ကျွန်တော် intech ကိုကျွန်တော် ခေါ်ပြီးလာတယ် mind tuple.intech ဘယ်လိုရှင်ကျွန်တော်ခေါ်ချင်တာတတိဆိုတော့တတိရဲ့ intech tempo ဆိုတဲ့ဒီမှာခေါ်ပြီးလိုက်မယ်ဟုတ်ချက် branch လိုက်မယ်ဒါဆိုလို့ရှိရင်တတိယအင်ဂျင်နံပါတ်က2နှစ်မှရှိတယ်တဲ့အဲ့တော့ကျွန်တော်ဒီမှာကြည့်ရဒီမှာ0 10ရ0 20ရ1 20ရ အာဖနာရီနော်ကျွန်တော်ဒီမှာညီကြည့်လိုက်မယ်ဒီမှာဒီမှာပဲကျွန်တော် comment ပိတ်လိုက်ကောင်းမလား comment ပိတ်တော့ပဲဒီလိုလေးရေးလိုက်မယ်ဒါ0 20 0 80 0ပြောက်သွားတယ်ဖနာရီနော်ကျွန်တော်ဖြန့်ပြီးတူဖြစ်သွားတဲ့အတွက် okay နော်ဒီမှာညီကြည့်လိုက်မယ်10ရကျတော့0ခန်းမှာရှိတယ်20ရကျတော့1ခန်းမှာရှိရယ်30ရကျတော့2ခန်းမှာရှိရယ်40ရကျတော့3ခန်းမှာရှိရယ်နောက်လည်း20ရကျတော့4ခန်းမှာရှိရယ် ျွန်တော်30ကကျတော့ intense number 2မှာရှိရဟုတ်ပြန်နော်နှစ်ခန်းထဲမှာရှိတာဖြစ်တဲ့အတွက်အဖြစ်ရတဲ့ဒီမှာနှစ်တို့ကျွန်တော်တို့ပြောင်းနေတာဖြစ်နေပါတော့။ဒါကတော့ intense နဲ့ကောင်းရဲ့အကြောင်းကိုကျွန်တော်တို့ဒီဆက်ပြုတ်မှာလေ့လာလိုက်တာပါတော့။အဲဆိုလို့ရှိရင်ကျွန်တော်အခုဆက်ပြုတ်မှာအခုပေါ့နော်ကျွန်တော်တို့ဒီအဲဒီ triple ကိုဘယ်လိုမျိုးတိချခေးလုပ်လဲဆိုတာတက်တယ်ပြီမှာ triple ကကျတော့ကျွန်တော်တို့ကပါလဲဆိုလို့ရှိရင်အဲ parenthesis ပါလဲရရတယ်ကျွန်တော်တို့ဒီ parenthesis မပါလဲရရပါတော့။အဲကျွန်တော်ဒီမှာခေါင်းစဉ်အရင်တက်လာမယ်။ create လုပ်ပြီးပါမှာဘယ်လိုမျိုး access လုပ်မလဲဆိုတာပတ်သက်ပြီးမှကျွန်တော်တို့လေ့လာကြည့်ကြရအောင်။အဲ့ဒါကျွန်တော်အခုဒီမှာ super 1ဆိုပြီးတော့မှာ free ပဲတစ်ခုချင်ရလိုက်မယ်။အဲ့ဒီ super ထဲမှာကျွန်တော်က1 2 3 4 5 6ဆိုပြီးမှကျွန်တော်က super တွေထည့်လိုက်မယ်။ဘယ်လိုရှိရင်အဲ့ကောင်ကျွန်တော်ကအခုဘယ်လိုမျိုး access လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အရှိရအ list ထဲအတိုင်းပဲကျွန်တော်တို့ဒီ access လုပ်လို့ရတယ်။အော်ကျွန်တော်တို့သူ့ရဲ့ account number index နဲ့မဲ့နဲ့ကျွန်တော်တို့တွားတာပေါ့နော်။အခုကျွန်တော်က ဒီပဲ1ရဲ့ဒီ0ခန်းထဲကအကောင်ကျွန်တော်ပင့်ထွက်လို့ရှိရင်1လို့ထွက်လာ Okay အဲ့ဆိုကျွန်တော်ဒီမှာနှုတ်လိုက်မယ်ဟုတ်တယ်ဒါဆိုရှင်ကျွန်တော်တို့1ဆိုပြီးကျွန်တော်ထွက်နေရပါတော့ဒါကတော့အရှိက list ကဲ list ကဲ list ကို access လုပ်တဲ့ပုံစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်ဖက်ကျွန်တော် numbers to pair တွေကျွန်တော်ဆက်ပြီးတော့မှလုပ်ကြည့်အောင် um you and the ears numbers တွေ to pair တွေကျွန်တော်ဖန်တီးကြည့်မယ် parentheses ပို့သုံးမယ်အဲ့ထဲမှာကျွန်တော်က1ပြီးလို့ရှင်နောက်ထပ် 1.2ဆိုပြီးတော့မှကျွန်တော်တို့ဒီ nested tuple ဒီကျွန်တော်ထပ်ပြီးတော့လုပ်ကြည့်လိုက်မယ်ပြီးလို့ရှိရင်4 5 6 uh, sorry 4 5 6ကတော့ core comma 5 6ဆိုပြီးတော့ကျွန်တော်လုပ်ကြည့်လိုက်မယ်ဟောဒီထဲမှာဆိုလို့ရှိရင် number ဆိုတဲ့ tuple ထဲမှာကျွန်တော်တို့အခန်း3ခန်းရှိတယ်ဗျာနော်ဆိုတော့ဒီမှာစတင်မယ်ဒီမှာ1ဆိုတဲ့0ခန်းရယ်ပြီး1 2ဆိုတဲ့1ခန်းရယ်4 5 6ဆိုတဲ့နောက်ထပ်တစ်ခန်းရယ်အခန်း3ခန်းရှိတယ်အဲ့တော့ အဲ့ဒီ1အခန်းထဲမှာမှနောက်ထပ်ကျွန်တော်ထပ်ပြီးတော့မှ1 2ဆိုရုံမှာအခန်း2ခန်းထပ်ရှိနေတယ်အဲ့လိုပဲကျွန်တော်2ဆိုတဲ့အခန်းထဲမှာလည်းနောက်ထပ်4 5 6ဆိုတဲ့အခန်းနောက်ထပ်အဲနောက်ထပ်ပေါ့နော်နောက်ထပ် next step to belly ကျွန်တော်ဆက်ရှိနေတာမျိုးပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုး access လုပ်မလဲကျွန်တော်ကဒီ4ဆိုတဲ့ကောင်လေးကိုကျွန်တော်အဲရချင်တာဗျာအဲ့ဆိုကျွန်တော်ဘယ်လိုလုပ်မလဲကြည့်အောင် print ဆိုပြီးကျွန်တော် print ထုတ်လိုက်မယ်ပြီးလို့ရှိရင်အာ numbers 4ဆိုတဲ့အခန်းဒီ number ရဲ့အခန်းဘယ်လောက်မှရှိနေရလဲဆိုလို့ရှိရင်အခန်း level 2မှာရှိတာဟုတ်တယ်နော်ညရှင်နောက်ထပ်နောက်ထပ်တစ်ခုကကျတော့ဒီမှာအခန်း level ထဲမှာဒီလိုရှိနေတာလေ4 5 6ပါအကြောင်းကျွန်တော်4လိုချင်တာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်2ဆိုပြီးခေါ်လိုက်မယ်ပြီးလို့ရှိရင်အဲ့ဒီ2တဲမှာမှာ2ရဲ့0ခန်းထဲမှာရှိနေမှာလားဟုတ်တယ်မလား4ပါလေ2ရဲ့ကျွန်တော်0ခန်းထဲမှာရှိနေတာလေအကြောင်းကျွန်တော်ကဒီမှာ2ရဲ့ 0လို့ကျွန်တော်ခေါ်လိုက်မှာအဲဆိုလို့ရှိရင်ကျွန်တော်အဖြေ var ရနေမှာလည်းလို့ရှိရင် for ဆိုပြီးချိန်ကြရနေတော့ဘောနော်ကျွန်တော်ဒီမှာတစ်ချက် range လိုက်မယ် okay ဒီမှာ for ဆိုပြီးရနေဟုတ်တယ်နော်အဲဆိုကျွန်တော် fight ကိုလိုချင်နေဆိုရင်ရောကျွန်တော်ဘယ်လိုလုပ်လဲအဲ5က2ရဲ့အခန်းဘလောက်မှာရှိနေရလဲဆိုလို့ရှိရင်2ရဲ့အခန်းနံပါတ်1ထဲမှာရှိနေရဟုတ်တယ်နော်အဲကျွန်တော်ကဒီမှာ0မဟုတ်ဖဲနဲ့ဒီမှာ1ဆိုပြီးတော့မှ change ပြလိုက်မယ်အဲဆိုလို့ရှိရင်တော့ဗာပြောရွေးရှင်5ဆိုပြီးကျွန်တော်ရလာမှာဖြစ်တယ်ဒီမှာ5ဆိုပြီးရလာပြီအပြောချင်တဲ့အတိတ်ပဲကဒါ nested nested table ဒီကိုကျွန်တော်ပြောတာပေါ့နော် nested အနမ်းမဆိုပဲဒီ2ပဲထဲမှာဆိုလို့ရှိရင်အခန်း3ခန်းရှိတယ်0 1 2ဒါပေမဲ့1ဆိုတဲ့အခန်းထဲမှာနောက်ထပ်2ပဲထက်ရှိနေတယ်အဲနောက်ထပ်2ပဲက1 2ရှိနေတယ်အဲ့လိုမျိုးပဲ2ဆိုတဲ့အခန်းထဲမှာလည်းနောက်ထပ်2ပဲရှိတယ်4 5 6ကျွန်တော်ကဒီမှာ4လိုချင်တာဖြစ်တဲ့အတွက်ဒီမှာ2ရဲ့0လို့ကျွန်တော်ခေါ်ပေးရတယ်5ကိုလိုချင်တာဖြစ်တဲ့အတွက်2ရဲ့1ဆိုပြီးကျွန်တော်ခေါ်ပေးရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ ဒီ access လုပ်တဲ့ပုံစံမျိုးပေါ့နော်အ triple ကိုဘယ်လို access လုပ်မလဲဆိုတာလည်းကျွန်တော်ရရှိသွားမယ်လို့ဖြစ်ပါတယ်အရှိက list နဲ့အတူတူပါပဲနောက်ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်အခုဆက်ပြီးတော့မှတို့တို့ triple မှာ triple ရဲ့ unpacking အကြောင်းကိုတို့ဆက်ပြီးတော့မှလေ့လာကြအောင်နော် unpacking ဆိုတာဒါလည်းကျွန်တော်ကြည့်အောင်အဲ့ကျွန်တော်အရင်ဆုံး student ဆိုရဲ favorite tuple တပုကျွန်တော်ကြည့်လိုက်မှာအဲ့ဒီ tuple ထဲမှာကျွန်တော်ကအဲ June နဲ့ဟောတော့ June နဲ့ အဲကျွန်တော်ကနောက်ထပ်ဘာထည့်မယ်ဆိုလို့ရှိရင်လီလီဆိုပြီးတော့နှစ်ယောက်ကိုကျွန်တော်ထည့်ပြီးမယ်ကျောင်းသားနှစ်ယောက်ကိုဂျုံဆိုတဲ့ကျောင်းသားနဲ့လီလီဆိုတဲ့ကျောင်းသားနှစ်ယောက်ကိုကျွန်တော်ထည့်ပေးလိုက်မယ်ဒါ student ဆိုရဲ tutor ထဲမှာရှိနေရပါတော့အခုကျွန်တော်ကဒီမှာနောက်ထပ် variable တစ်ခု why on goal ဆိုပြီးတော့ကျွန်တော်ကခေါ်လိုက်မယ်အဲ့တော့ဘာကျွန်တော်ကဒီမှာ student လို့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော် group ဖြူအောင်မှာဆိုလို့ရှိရင်ဒီမှာအရှိကဒီဂျုံဆိုတဲ့ကောင်ဒီဒီ why ဆိုတဲ့ variable ကိုရောက်သွားမယ် အနောက်ကလီလီဆိုတဲ့အကြောင်းသူဒီဒီဘက်က girl ဆိုတဲ့ variable တော့ကျွန်တော်ရောက်သွားမယ်အဲ့ဒါကိုကျွန်တော် unpacking လုပ်တယ်လို့ကျွန်တော်တို့ခေါ်ရပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီမှာ print ထုတ်ကြည့်အောင်မြောကျွန်တော် print y is ဆိုပြောမှာကျွန်တော်ကဘာကိုခေါ်မှာလဲဆိုလို့ရှိရင် a y ဆိုတဲ့ variable ကိုကျွန်တော်ခေါ်လိုက်မယ်ပြောလို့ရှိရင်နောက်ထပ် print ထုတ်ကြည့်မယ် girl is ဆိုပြောမှာကျွန်တော်က scales ရဲ့ value ပဲကျွန်တော်ခေါ်လိုက် Okay အဲ့ကဆိုရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော် set range လိုက်မယ် Okay why is John and gay is Lily ဆိုပြီးကျွန်တော်ထွက်သွားပြီဘာလို့ဟုတ်တယ်ကျွန်တော်စွန်းလို့ကပြောတဲ့အတိုင်းပဲ why ဆိုတဲ့ variable တွေကို John ကရောက်သွားမယ် girl ဆိုတဲ့ variable တွေကို Lily ကရောက်သွားပြီဘာလို့ဒါအနှစ်ခုတည်းကတော့တော့ဘူးဆိုလည်းအဲ့လိုပဲဘယ်လိုနောက်ထပ်ကျွန်တော် skill နောက်ထပ်ကျွန်တော်ကဘာလို့တားမလဲ x ဆိုတဲ့ variable တွေကျွန်တော် if a ဆိုတဲ့ variable တွေကိုရမှာကျွန်တော်က10 10 30ဆိုပြီးမှကျွန်တော်ကကြည်နားလိုက်မယ်။ Oh sorry. assignment operator ကျွန်တော်ကျန်ခဲ့တယ်။ Okay ဟုတ်ပြီ။အဲ့ဆိုရင်ကျွန်တော် full နှခတိုင်းပဲကျွန်တော်လုပ်ကြည့်လိုက်မယ်။ h1, h2, h3 ဆိုပြီးကျွန်တော်လုပ်လိုက်မယ်။ပြောလို့ရှိရင်ကျွန်တော်ဗာလဲဆိုလို့ရှိရင် a ဆိုပြီးကျွန်တော်ခေါ်လိုက်မယ်။အဲ့လိုရှိရင်ကျွန်တော် h1 နဲ့ကို30ရောက်သွားမယ် h2 နဲ့ကို20ရောက်သွားမယ် h3 နဲ့ကို30ရောက်သွားမယ်အဲ့ဒါဆိုကျွန်တော်ပြထုတ်ကြည့်အောင် ဒါကတက်တက်စီကျွန်တော်ခွင့်ထည့်လိုက်မယ်နော်အာ h1 a ဆိုလို့မှကျွန်တော်ကဒီမှာ h1 ကိုကျွန်တော်ခေါ်ပြလိုက်မယ်ပြီးရင်နောက်ထပ်တစ်ခါထပ်ပြီးတော့မှ play ထုတ်ကြည့်လိုက်မယ်နောက်ထပ်တစ်ခါကျွန်တော် play ဟာ sorry play ထုတ်လိုက်မယ်အာကျွန်တော်က h2 a ဆိုလို့မှ h2 ကိုကျွန်တော်ခေါ်ပြလိုက်မယ်အဲ့လိုပဲကျွန်တော် h3 လည်းအဲ့လိုပဲ h3 ကိုလည်း h3 a ဆိုပြီးတော့မှကျွန်တော်က h3 ကိုခေါ်ပြလိုက် အဆောပဲ H2 ဖြစ်နေတယ် H3 ကိုကျွန်တော်ခေါ်ပြလိုက်မယ် Okay ဆိုကျွန်တော်ဒီကောင်လို့ challenge ကြအောင်အဲဒီမှာ H1 H10 ကျွန်တော်စဉ်းစားပြောလို့ပဲ H1 နဲ့တော့10ရောက်မယ်어 sorry ခလာလေဆိုစဉ်းစားကပြောသလိုပဲ H1 နဲ့တော့10ရောက်မယ် H2 နဲ့တော့20ရောက်မယ် H3 နဲ့တော့30ရောက်သွားမယ်ဘောနဒါကကျွန်တော်လေး unpacking လုပ်တယ်ဆိုကျွန်တော်တို့ခေါ်ပါတယ်ဒါ data တွေကို unpack ပေါ့နော်ချီချလိုက်တာသူ့ရဲ့တက်ဆိုင်ရာ ဗီရီဘယ်လေးကိုတက်တက်စီကျွန်တော်တို့ဖြည့်ချလိုက်တာပေါ့နော်အဲ့ဒါကို unpacking လုပ်တယ်လို့ကျွန်တော်တို့ခေါ်ပါတယ်။ Okay ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ခုအ program လေးတစ်ခုကျွန်တော်သွားပြီးကြည့်အောင်။ shopping app a shopping app project လေးပတိလေးတစ်ခုကျွန်တော်တို့သွားပြီးတော့မှာအပူရေးကြည့်အောင်။အဲ့ဒါကျွန်တော်က shopping app ရေးမှာတော့ရေးဆောင်ကျွန်တော်တို့2 property အတွက်ကျွန်တော်ဒီ comment လေးတစ်ခုရေးလိုက်မယ်။ကျွန်တော်2 property ကိုကျွန်တော်ကျွန်တော်တို့ face ဖြစ်တဲ့ project ID ကိုကျွန်တော်ထားချင်တာပေါ့နော်။ Uh, two ball four ပါတယ် face face projects info ပေါ့နော်ဘာလဲချင်ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ IG တွေဖြစ်မယ်ဖြစ်လို့ရှိရင် name တွေဖြစ်မယ်ဖြစ်လို့ရှိရင် price တွေတနည်းကျွန်တော်ဈေးတော့ပဲလို့ရှိရင်ဈေးမှာရှိရဒီ product ID product တွေကကျွန်တော်သူ့ရဲ့ identity သူ့ရဲ့ price တွေသူ့ရဲ့ name တွေကကျွန်တော် fix ဖြစ်နေရတယ်ဟုတ်တယ်မလားကြောင်းလဲလို့မရဘူးပြီးအဲ့တော့ကျွန်တော် project 1ကျွန်တော်ထည့်လိုက်မယ်။ project 1ဆိုတဲ့ဒီပဲ project 1ဆိုတဲ့ table တခုကျွန်တော်ဖွင့်လိုက်ပဲအဲ့ထဲမှာကျွန်တော် ID ကို01 01ကျွန်တော်ထားလိုက်မယ် project name ကိုကျတော့ကျွန်တော်ဒီ laptop လို့ကျွန်တော်ပေးလိုက်မယ် okay ပြလို့ရှိရင်ကျွန်တော်ကဈေးနှုန်းကိုကျတော့122လို့ကျွန်တော်ရေးပေါ့ဒီစားကျွန်တော်ထားလိုက်မယ်ဒီ tag ကိုထားလို့ရရပါမယ်ကျွန်တော်နမူနာအနေနဲ့အဲ့လောက်ထားလိုက်မယ်ပြီး project 2လည်းကျွန်တော်အဲ့လိုပဲကျွန်တော်အခု ID ကိုကျတော့102လို့ကျွန်တော်ထားလိုက်မယ် project name ကိုကျတော့ mouse ပေါ့နော် mouse ကိုအဲ့လိုထားလိုက်မယ်သူ့ရဲ့ဈေးနှုန်းကျတော့25လို့ကျွန်တော်ထားပေးလိုက်မယ် ။ Okay ဟုတ်ပြီ။ဒါဆိုရင် protest list တွေတော့ကျွန်တော်တို့ရရေပေါ့နော်။အဲ့ဒီ list တွေကပြောင်းလဲလို့ရလားဆိုလို့ရှိရင်ပြောင်းလဲလို့မရဘူး။အဲ့ဒီ protest တွေကိုကျွန်တော်တို့တင်စီဖို့အတွက်ကျွန်တော် list တစ်ခုကျွန်တော်ထားပြလိုက်ကြမယ်နော်။ပါတယ်လို့လဲဆိုလို့ရှိရင်ကျွန်တော်လူ user about sorry user customer ရဲ့ဈေးလာဝယ်လို့ရှိရင်ကျွန်တော်တို့ရအဲ့ဒီ protest ဒီကိုကျွန်တော်တို့ယူပြီးတော့မှဈေးချင်းတွေကိုကျွန်တော်ထည့်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ အဲ့ဒီဈေးချင်းကို cut ဆိုတဲ့ list လေးတစ်ခုကျွန်တော် a list အလွတ်တစ်ခုကျွန်တော်ကြီးညာလိုက်ပြီဗျာနော် empty list လေးတစ်ခုကျွန်တော်ကြီးညာထားလိုက်မယ်။ Okay ပြောလို့ရှိရင်ကျွန်တော်အခုစပြီးတော့မှအဲ့ဒီ cut သေးကိုကျွန်တော်တို့ project ဒီ item တွေကျွန်တော်စပြီးတော့ထည့်မှာ။ at item အဲ့ဒီ at item အဲ့ဒီထည့်တဲ့ item တွေကျွန်တော်တို့ဘာလို့လုပ်ရလဲလို့ရှိရင်ပြောင်းလဲလို့ရ။ဘာဖြစ်လို့ပြောင်းလဲလို့ရလဲဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်က cut ကိုကျွန်တော်က list အနေနဲ့ကြီးညာခဲ့တာဖြစ်တဲ့အတွက် ပြောင်းလဲလို့ရတယ်ဒါပေမဲ့ဒီဘက်က project ထဲမှာထည့်ထားတဲ့ဒီ list တွေအားကျွန်တော်တို့ပြောင်းလဲလို့မရဘူးเนาะဒီမှာနှစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့အခုဘယ်လိုထည့်မှာလဲဆိုလို့ရှိရင် cut တော့ကျွန်တော်ဒီ append ဆိုတဲ့ method ကျွန်တော်အရှိမှကျွန်တော်တို့ပြောထားအရှိမှကျွန်တော်တို့သင်ထားရှိရပါတော့အာ a b b e n t append ဆိုတဲ့ method အာ append လို့မှာလဲလို့ရှိရင် project 1ကိုကျွန်တော်တို့အရင်ဆုံး append လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်က protest list protest to would တော့ဒီအပန်းလုပ်မယ်ပေါ့နော်အပန်းနှစ်ခုဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်အပေါ်မှာရေးခဲ့တဲ့ဒီ tube list နှစ်ခုဖြစ်တဲ့အဲဒီ tube tube နှစ်ခု tube နှစ်ခုဒီဘယ်ထဲကိုရောက်သွားမှာလဲလို့ရှိရင်ဒီမှာက cut ဆိုတဲ့ list တွေကိုကျွန်တော်တို့ရောက်သွားပြီပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခု store ပြမှာကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ဒီကျွန်တော်အရှိမှာကျွန်တော်သင်ခဲ့တယ်ပေါ့နော်ဒီ list ထဲမှာရှိတဲ့ data တွေကျွန်တော်တို့ယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော် loose ကိုတောင်းပေးရပေါ့နော် loose အဲ့တော့ for ကျွန်တော်က engine in cut ဆိုပြီးမှကျွန်တော်ခေါ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် print ထုတ်ကြည့်လိုက်မယ် print ဆိုပြီးမှကျွန်တော် f ဆိုရင်လည်းကျွန်တော် print ထုတ်လိုက်ပါတော့เนาะအဲ့တော့ p r o d u c t project ဆိုပြီးမှကျွန်တော်ကဘာထုတ်မှာလဲဆိုလို့ရှိရင် iden iden ရဲ့1เนาะ iden ခန်းထဲကျွန်တော်1ကို print ထုတ်လိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ကော်မှာဘာကို print ထုတ်မှာလဲဆိုလို့ရှိရင် price ကျွန်တော်စမကကျွန်တော်တို့ရဲ့ဇီလုံးထဲမှာကျွန်တော်တို့အာပြနာလေးနော်ကျွန်တော်ဒီတန်းလေးပဲရေးလိုက်တော့မယ်အဲ့တော့ကျွန်တော်က PRNCE price ကိုအမ်တော်ဒေါ်လာဆိုင်းချန်နေတာပေါ့နော်ကျွန်တော်ဒီမှာဒေါ်လာဆိုင်းလေးထည့်ပေးရမယ် Okay ဒေါ်လာဆိုင်းဘယ်လိုရှိရင်ကျွန်တော် price ကိုလည်းကျွန်တော်စမကအတိုင်းမယ် item can နဲ့ကဘာကိုခေါ်မှာလဲဆိုလို့ရှိရင်2ကိုကျွန်တော်ခေါ်ပေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာခုရေးသွားတာကျွန်တော် trace set ပြန်လိုက်ကြည့်အောင်ဗျာ ။အဲကျွန်တော်အရင်ဆုံးဒီမှာ Protest 1ဆိုတဲ့ tuple တစ်ခုရဲ့ Protest 2ဆိုတဲ့ tuple တစ်ခုရဲ့ကျွန်တော်နှစ်ခုကျွန်တော်ကြီးညာထားရနော်ဒါ tuple တွေ။အဲ့ tuple တွေကိုကျွန်တော်တို့ကဒီဘက်က user လာဝယ်လို့ရှိရင်ဈေးချင်းပေါ့ဗျာအဲ့လိုဈေးချင်းလို့ကျွန်တော်ပြောအဲ့ဈေးချင်းတွေကိုကျွန်တော်ထည့်ချင်တာ user ဒီနှစ်ခုယူပြီးတော့မှဒီဈေးချင်းတွေကိုထည့်မှဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအဲ့လိုထည့်ဖို့အတွက်ဆိုလို့ရှိရင် append ဆိုတဲ့ method ကိုသုံးတယ်။အဲ့တော့ cash.append ဆိုတော့ protest 1ကိုကျွန်တော်ဒီ cash ကိုကျွန်တော်ထည့်တယ်။ protest do တွေကိုကျွန်တော် protest do လည်းပဲဒီဘက် cash တွေကိုကျွန်တော် app နဲ့ပေါက်ထက်တယ်။ဒါဆိုလို့ရှိရင်အဲ့ဒီဒီဘက်က CARD card ဆိုတဲ့ဒီ list တွေကိုဒီကောင်လေးကောင်လုံးရသွားပြီပေါ့နော်။ပို့တယ်နော်ဒီကောင်လေးကောင်လုံးကျွန်တော်ရသွားပြီ။အခုအဲ့ဒီရသွားတဲ့ကောင်လေးကိုမှကျွန်တော်ဒီဘက်ကအဲဒီဘက်ကတို့ဒီ product ဒီ agent နဲ့ဒီဘက်ကဒီဈေးနှုန်းကိုမှကျွန်တော်ကလိုချင်တာဖြစ်တဲ့အတွက်အဲ့ဒီဈေးနှုန်းနဲ့အဲကျွန်တော်ဒီဒီဘက်က item ကတော့ဒီအခန်းနံပါတ်ဘလောက်မှရှိနေတယ်ဆိုလို့ရှိရင်အခန်းနံပါတ် 1နဲ့အခန်းနံပါတ်2မှာရှိနေဟုတ်တယ်နော်ဒီဘက်ကအရှိ ID ကကျော်ခန်းနံပါတ်0မှာရှိနေလားအဲ့ဒီ ID ကိုကျွန်တော်မလိုချင်ဘူးကျွန်တော်လိုချင်တာဒီဘက်က laptop ဆိုတဲ့ကောင်ကြီးဒီဘက်ကဇီးနှုံးရယ်ပဲကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်အခန်းနံပါတ်1နဲ့2ဆိုပြီးတော့မှကျွန်တော်ဒီမှာခေါ်ပေးရတာဘာမလို့ဒီမှာ item ဖြစ်နေလာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီဘက်ကခါစတဲ့ကောင်ကြီးကိုဒီဘက်က item တွေကိုကျွန်တော်ထည့်လာပြီးတယ်ဟုတ်တယ်မလားဟောစနစ်ကပြောခဲ့တဲ့ဒီဘက်ကဒီ item တွေအကုန်လုံးဒီဒီဘက်ကခါချဲကိုကျွန်တော်ရောက်နေပြီအဲ့ဒီခါချဲအကောင်ကြီးကိုကျွန်တော်ဒီမှာ loop ပတ်ပြီးတော့မှခေါ်ရတာဖြစ်တဲ့အတွက် အဲ့ဒီ loose တွေကိုကျွန်တော်အရှာ loop လိုက်တဲ့ data တွေကျွန်တော်ဒီ item တွေကိုသွားထည့်တာဖြစ်တဲ့အတွက်ဒီ query အကုန်လုံးဒီ item တွေကိုကျွန်တော်ရောက်နေအဲ့ကြောင့်မို့ကျွန်တော်ဒီမှာ item ရဲ့1 item ရဲ့2ဆိုပဲကျွန်တော်ခေါ်လိုက်တာပေါ့နော်အဲ့ဆိုကျွန်တော်ဒီတစ်ချက်သွားလို့မှဒီမှာ range ကြီးအောင် well sorry ကျွန်တော်ဒီမှာ dollar sign ပါနေပေါ့နော်အဲအဲ့ဒီ dollar sign ကျွန်တော်ဒီမှာဖြောက်ပေးလိုက်မယ် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာပြန် range ကြည့်လိုက်မယ် โอเคအဲ့ဆိုကျွန်တော်ရသွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော် letter price ကအဲ့လောက်ဖြစ်တယ်ဘာလို့ laptop price ဖြစ်နေရလဲဆိုတော့ဒီမှာ protect ရ1ခန်းတဲ့ကောင်ကဘာဖြစ်နေရလဲကျွန်တော်တို့ဒီမှာ laptop ဖြစ်နေတာပြီးရင်နောက်က price ဆိုတော့2ကပါတယ်25 set ဖြစ်လို့ကျွန်တော်ရသွားပြီပေါ့နော်ပြီးဒါလေးကိုလည်းခုပိုက်ကိုကျွန်တော် tree site ကြည့်ရင်တော့ပုံမှန်ဆုံးကအပိုပြီးရတယ်ပေါ့နော်ပုံမှန်ဆုံးကကျွန်တော်တို့နားလေတယ်အဲ့ဆိုရင်ကျွန်တော်ဒီနားမှာတစ်ချက်တစ်ခုကျွန်တော်တို့ဆန်းကြည့်အောင်ရအဲ့ဘယ်နားမှာကျွန်တော်ဆန်းပါလဲဆိုလို့ရှိရင်ဒီနားလေးမှာကျွန်မဆန်းကြည့်အောင် အဲ့ဒါလို့ရှိရင်ကျွန်တော်ကဒီနားမှာအရင်ဆုံးကျွန်တော်ဒီနားမှာ print ထုတ်လိုက်မယ်ပြောနော်အာဒီဘက်ကအပန်းထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးမှာ print ဆိုပြီးတော့မှကျွန်တော်ဘာကို print ထုတ်ကြမှာလို့ဆိုရင် c a r d card ဆို card ကိုကျွန်တော် print ထုတ်ကြည့်လိုက်ငယ် okay အဲ့ဆိုကျွန်တော် card ကိုဒီမှာအရင်ဆုံးကျွန်တော် print ထုတ်ကြည့်လိုက်မယ်နော်အဲဒီမှာ card ထဲမှာကျွန်တော်စနစ်ကပြောတဲ့ဘာကြီးရောက်နေရလဲဆိုလို့ရှိရင်အာ0.1 laptop အဲ့ကြီးရောက်နေတာအဲ့အဲ့ကောင်ကြီးကိုကျွန်တော်ဘယ်နာ for being we straight line ကောင်းပဲဆိုလို့ရှိရင်ဒီနားလေးကိုကျွန်တော် play straight line ပဲဘာလို့ဆိုတော့ကြည့်ရတာပို့လို့ရအောင်လို့အော်ဒီနားက1နဲ့2ကိုကျွန်တော်တို့မသိမှာဆိုလို့ပေါ့နော်အဲ့ဒီ CRD card ဆိုရတဲ့အထဲကဒီဒီ CRD card ထဲမှာအဲ့ဒီ card ထဲကကောင်းနေကျွန်တော်တို့ဒီ identity ခုချင်းစုကိုလူပတ်တာတော့အရင်ဆုံး0ကိုခေါ်တယ်စ101ခေါ်တယ်ပြီးရင် laptop ကိုခေါ်တယ်ပြီးလို့ရှိရင်130ကိုခေါ်1200ကိုခေါ်တယ်ပြီးရင်102 mouse ဒီ file set တွေအဲ့လိုမျိုးခေါ်သွားတာပေါ့နော်အဲ့ဒါဆိုရှင် item တွေရောအဲ့ဒီ data တွေအကုန်လုံးရောက်သွားတယ်အဲ့ဒီရောက်သွားတဲ့ item တွေရဲ့ count တွေကို1 2ဆိုပြီးကျွန်တော်ခေါ်ပြီးထုတ်လိုက်တာပေါ့နော်အဲ့ဆိုရှင်ကျွန်တော်ဒီမှာလုရှင်တာဒါလည်းဆိုလို့ရှင်အဲ့ဒီ data တွေကိုကျွန်တော်တွားပြီးတော့ပြောင်းကြည့်အောင်နော်အဲ့တော့အဲ့ဒီ data တွေကျွန်တော်တွားပြီးတော့မှဒီနားလေးမှာကျွန်တော်တစ်ချက်ပြောင်းကြည့်လိုက်မယ်အဲ့တော့ကျွန်တော်က project 1ဆိုပြီးမှ a project 1ရဲ့ကျွန်တော်က1ခန်းလေးအကောင်ကိုကျွန်တော်က laptop မဟုတ်ဘဲနဲ့ tablet လို့ကျွန်တော်ပြောင်းကြည့်လိုက်မယ် လောက် tablet လို့ကျွန်တော်ပြောစီလိုက်ပါအဲ့ဆိုင်ဒီစားပေါ့ error တက်ပါလေอืม error ပါမှာ type error ကျွန်တော်တို့ဒီစားပေါ့တက်တယ်ဘာလို့ကျွန်တော်ရှိမှာပြောလို့ရဲ stupidity ဒီလောကပြောင်းလဲလို့မရဘူးဟုတ်လို့ဆိုကျွန်တော်ကဒီမှာ project 1 stupid နဲ့ကြီးညာခါဖြစ်တဲ့အတွက်အဲ့ဒီ stupidity လောကပြောင်းလို့မရဘူးပြောင်းလို့ရှိရင်တော့ type error ရမှာပေါ့နော် okay ဒါကတော့ကျွန်တော်ဒီဒီ list နဲ့အဓိကအဖြစ်ဒီ stupidity ရဲ့အကြောင်းပေါ့နော်သူတို့နှစ်ခုရဲ့ကွာခြားချက်တွေလည်းကျွန်တော်တို့သိသွားပြီဘယ်လိုမျိုးသုံးရမလဲဆိုတာလည်းကျွန်တော်တို့သိသွားပြီပေါ့နော် အဲဒီတင်ငဲစာလေးပဲကိုပိုင်ကိုနောက်ကနေအဲဥတိုင်းလိုက်စမ်းကြည့်ဥတိုင်းလိုက်ပြီးတော့မှလောက်ကြည့်လို့ရှိရင်တော့ပို့ပြီးတော့မှနိုးခဲ့ပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့တင်ငဲစာတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်ထပ်အဲဗီဒီယိုတင်ငဲစာရဲ့မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်။အဲဒီဗီဒီယိုမှာကျွန်တော်ဒီလေးလာခဲ့တဲ့ဒီစုတ်ကော့ဖိုင်တွေရောဒီဘက်က note ဖိုင်တွေရောကျွန်တော်တို့ဒီအကုန်လုံးအဲ Telegram channel မှာတင်ပြထားမှာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်လိုလိုကိုတောင်းပြီးတော့မှ download ဆွဲလို့ရပါတယ်ခင်ဗျာ။အဲတော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။